အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာအောင်မွေရန်စေပဲဖြစ်ပါတယ်ဒီနေ့မှာခொနည်းသားသမီးတွေကိုပေါ့နော်အဓိကမျှဝေပေးချင်တာကတော့ငွေကြီးတွေအရန်ကျက်တဲ့ပြီးတော့ပေါ့နော်ပေးစရာကိစ္စတွေကလည်းအရန်နှီးကပ်လာပြီးကို့မှာပေးစရာပတ်ဆက်ကလည်းမရှိငွေကြီးကလည်းမပြည့်စုံဘာလုံးလို့လုံးဝမှမသိဘူးကို့မှာပေါင်စရာရောင်းစရာကိစ္စတွေကလည်းဘာမှလေကို့မှာမရှိနေဘူးဆိုလို့ရှိရင်ကိုဆရာပြောပြမယ်အဓိဋ္ဌာန်ရတရားလေးကိုတည်တည်ချာချာယုံယုံကြည်ကြည်နဲ့စိတ်ကိုတေးချာနှစ်ပြီးတော့မှပြုလုပ်ဆောင်ရွက်ပါထူးထူးခြားခြားကိုအောင်မြင် ှုတွေရရှိပါလိမ့်မယ်။ဆရာကိုတိုင်တောင်မှဒါကိုတကယ်စမ်းတက်ပြီးတော့မှတကယ်လက်တွေ့မှာကြင့်ကြံအားထုတ်ပြီးတော့မှတကယ်ကိုကောင်းလို့ဒါခွနဲသားသမီးကိုပြန်ပြီးမျှဝေပေးတာဖြစ်ပါတယ်เนาะအဲ့တော့အဋိဌံကဘယ်လိုလုပ်အောင်မလဲဆိုတော့ဒီဝါဒပတိကာရာတော်ဆိုတာရှိပါတယ်အဲ့ဒီဒီဝါဒပတိကာရာတော်ကို တရက်ကိုတရရှင်လုံးပဒီနဲ့ပဒီဆယ်ပဲစိတ်ပေးရပါမယ်ဆယ်ရက်တိတိအဓိဋ္ဌံပြီးတော့မှစိတ်ပါဆရာဆိုလို့ရှိရင်လေအဲ့အဓိဋ္ဌံကိုစမ်းတဲ့အခါကျတော့ဆရာလက်ထက်မှာရှိတဲ့ငွေကြီးတွေကိုအကုန်တုံးချပလိုက်တယ်တပြားမှလက်ထက်မှာမထားဘူးเนาะထမင်းဝယ်စားပုံအောင်တပြားမှမထားဘူးအကုန်လုံးတုံးချပလိုက်တယ်တုံးပြီးတော့အဲ့ဒီအဓိဋ္ဌံကိုစပြီးတော့မှရွဖက်တတဲ့ဆယ်ပူဇော်တာနဲ့တပြိုင်တည်းနှစ်ရက်မြောက်တဲ့နေ့မှာဆရာမှာအဲ့လိုမျိုးပေါ့เนาะဆယ်သိန်းလာလှူတယ်အဲ့လိုအလှူရှင်တွေရှိလာတယ်เนาะစ 15သိန်းလောက်လာလူတဲ့အလှရှင်တွေရှိလာတယ်အဲ့လိုမျိုးပြောရမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ငွေကြေးပမာဏစိတ်ထဲမှာနှစ်ပြီးတော့မှကိုကစိတ်လို့ရှိရင်ပိုးပြီးတော့မှထူးထူးခြားခြားကိုအောင်မြင်မှုတွေရရှိလာတာကိုတွေ့ရပါတယ်เนาะအဲ့တော့ဒိတ်တန်ဆေးရဲစလုံးလည်းပြီးလည်းပြီးတော့ဆေးရဲလည်းထဲမှာသိန်း10ခန်းလောက်ထိကိုအဲ့လိုမျိုးပေါ့เนาะဝင်ငွေတွေကပေါ်ကျွယ်ဝနေတာကိုအဲ့လိုမျိုးထူးထူးခြားခြားကိုရရှိလာတာကိုတွေ့ရပါတယ်အဲ့တော့ခွန်းသားသမီးတွေကိုလည်းဒါလေးကိုပြန်ပြီးတော့မှကိုယ့်ရဲ့ဆေးရဲ ကိုတွေးလို့ပြန်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ DJ တရားလေးကိုကြတော့ဆရာဆရာကိုတိုင်လည်းလုပ်လဲပြီးတော့ဆရာရဲ့တန်ငယ်ချင်းကိုလည်းပြန်ပြီးမျှဝေပေးတာပေါ့နော်ဆရာရဲ့တန်ငယ်ချင်းကလည်းလောလောဆယ်မှာအလုံးလက်မဲ့ဖြစ်နေတယ်အလုံးမရှိသေးဘူးအလုံးမရှိတဲ့ခါကျဝင်ငွေရလည်းမရှိဘူးပေါ့နော်အဲ့လိုဖြစ်နေတဲ့ခါကျသူကလည်းအဲ့လိုမျိုးပဲဆရာပြောတဲ့အတိုင်းပဲယုံယုံကြည်ကြည်သိက္ခာတခက်ကိုစိတ်ကလေးတေးချနှဲ့ပြီးတော့မှလေစိတ်ကိုတရားရဂိုင်းတော့အပြည့်နှဲ့ပြီးတော့မှယုံယုံကြည်ကြည်နဲ့သူလည်းပတိစိတ်တာစိတ်လဲစိတ်ကိုနှဲ့ရမြောက်နေလေကြလဲကြော်တဲ့သူ့ရဲ့ညီလေးကနေပြီးတော့သူ့ကိုလေ အဲ့လိုမျိုးအကိုကြီးတုံးကျင်တာတုံးဖို့ဆိုပြီးတော့9000လားကတော့တယ်တဲ့နော်အဲ့9000ကလားလဲကတော့လဲကတော့ပေါ့ဟာပေါ့နော်ဆရာအောင်မွန်းရံစီပြောတာတော့ထူးနေပြီပေါ့နော်တငယ်ချင်းရေဆရာမင်းပြောတာတော့ထူးနေပြီပေါ့ငါမှလောလောဆယ်9000တော့ဝင်လာပြီဆိုပြီးသူကဆက်ပြီးတော့မှယုံယုံကြည်ကြည်ဆက်ပြီးတော့စိတ်တာတဲ့အဲ့လို9ရက်မြောက်လဲလဲကြလဲကြသူကအိမ်မက်မှတ်တာတဲ့အဲ့လိုမျိုးတူးဒီကနန်းတွေအိမ်မက်မှတ်တာတဲ့မက်လက်မက်ကောသူကတစ်ခါမှလဲအဲ့လိုမျိုးတူးဒီပါအိမ်မက်မကစားဘူးတဲ့ဒါပေမဲ့ထူးထူးဆန်းဆန်းအိမ်မက်မှတ်တယ်ဆိုပြီးသူကလဲအဲ့လိုမျိုးတက်တောင်းမှုထိုးလိုက် က်တာပေါ့နော်အဲ့မှာတော့ပေါက်သွားတာပေါက်သွားလဲပေါက်သွားတော့ပြောမယ်ဆိုရင်တော့ဒီအရီကိုစောင်းလျှောက်တဲ့ပုံကိုယ်ဒီနှက်တရံနေသူ့ကိုကူညီပေးတာပေါ့သူ့မှာလဲဟိုအခြားဝင်ဝင်ရစရာလုပ်ငန်းတွေလည်းမရှိတဲ့အခါကျတော့တနည်းနည်းနဲ့သူ့ကိုကူညီပေးတဲ့တဘောလဲဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်သူ့ရဲ့ကံလေးလဲဟိုဒါလဲကောင်းတယ်လို့လို့ပြောလို့ရတာပေါ့ဒီအဋ္ဌထန်နဲ့ဆက်နွယ်ပြီးဖြစ်တဲ့ဟိုဖြစ်ရဆန်းနေပေါ့အဲ့ဒါလေးတွေကိုကျွန်တော်မျှဝေပေးတာပါတကယ်တမ်းကျတော့လေအဲ့ဒါနဲ့ပဲသူ့အဲ့ဒါနဲ့ ပေါက်လက်ဘက်ကို၈သိန်းရအဲ၈သိန်းလက်ရလက်ရကိုသူအိမ်မှာပဲအိမ်ဆိုင်လေးပေါ့ကုန်းဆုံဆိုင်လေးပေါ့အဲ့ဒါလေးကိုသူကလက်ရှိမှာ try ကြည့်နေပါတယ်အလုတ်လက်မဲ့ဖြစ်နေတဲ့တငယ်ချင်းတောင်မှအတော့အလုတ်ရနိုင်တဲ့ရပေါက်ရလန်းနေအဲ့လိုမျိုးတွေဖြစ်လာပြီးတော့မှပေါ့နော်ကိုယ့်ရဲ့ဘဝကြီးကလေထိုင်းနေနေဟိုတကယ်ကိုကြီးပွားတိုးတက်အောင်မြင်မှုတွေအဲ့လိုမျိုးတွေပေါ့နော်တမဟုတ်ချင်းကို เนาะအဲ့လိုမျိုးအောင်မြင်လာတာဒီဆက်ရက်ကလေးအတွင်းမှာအထူးထူးခြားခြားကိုငွေကြီးနဲ့ပတ်သက်ပြီးတော့မှအရန်ကိုဘယ်လိုခေါ်မလဲထူးခြားတယ်အရန်ကိုဘယ်လိုပြောရမလဲအောင်မသိဘူးအံ့ဩဖို့တော်တော်ကောင်းတယ်ဆရာဆိုလို့ရှိရင်အဲ့ဓာကြီးကိုပေါ့နော်ဆက်ရက်အဋိဌံဝင်ပြီခုနောက်ထပ်လဲနောက်ထပ်ဆက်ရက်ထပ်ပြီးတော့မှအဋိဌံဝင်အောင်မှာပါဝင်ပြီးတော့မှဆရာရတဲ့ငွေကြီးတွေကိုလည်းထပ်ပြီးမရှိတဲ့နေရာတွေမှာဆက်ပြီးတော့မှဆရာလှူအောင်မှာပါနော်အဲ့တော့ခွန်းသားသမီးတွေအနေနဲ့လဲငွေကြီးတွေမှာကို့မှာမပြည့်စုံဆိုရင်ကို့ရှိမှာ နော်ကိုပေးချင်တာပေးလို့ရမယ်ကိုလူချင်တာလူလို့ရမယ်ကိုစားချင်တာစားလို့ရမယ်နော်အဲ့တော့ငွေကြီးတွေကိုရှိအောင်အဲ့ဒီအဓိဋ္ဌာန်တော်ကိုလောက်ကြပါနော်ဆရာတို့ကတော့ဒီဒီဝါတပီကာတာတော့ဟိုတုန်းကတည်းကယွနေတာဆိုတဲ့ခါကျတော့အလွတ်ကရနေပြီလေအလွတ်ရနေတဲ့ခါကျတော့ဆရာကြတော့ဟိုဥစားတဏှာကြီးလောက်ပဲတရက်ကို အချိန်ရှိရဲအချိန်ကုန်တယ်ပေါ့နော်အချိန်မြန်တယ်ပေါ့ဒီဒီဝါတပိကတာကိုအရင်တော့ကတည်းကမရဘူးအခုမှစပြီးရွတ်မဲ့လူတွေဆိုလို့ရှိရင်တော့၃နိုင်၄နိုင်လောက်တော့ကြာတယ်ဆရာတငယ်ချင်းဆိုရင်ဒီဝါတပိကတာကိုတိတော်မသိဘူးပေါ့နော်အဲ့လိုလဲရွတ်ဖို့ရွတ်ဖို့တဲ့ထဲမှာမပါတဲ့ခါကျတော့အခုမှစမ်းလဲယူလဲယူလဲကျုပ်ကသူ၃နိုင်၄နိုင်လောက်ကြာတယ်တရက်ကိုဒါပေမဲ့လည်းအချိန်ပေးရတာအင်မတန်မှတန်ပါတယ် ကိုလိုချင်တဲ့ငွေကြီးတွေကိုသုံးချင်တဲ့ငွေကြီးတွေကိုစိတ်ထဲမှာနှစ်ထားပြီးတော့မှအဲ့ဒါကိုယုံယုံကြည်ကြည်နဲ့ဒါစိတ်မယ်ဆိုရင်ဆယ်ရက်အတွင်းမှာထူးထူးခြားခြားကိုကိုယုံကြည်တလောက်ကိုနော်ကိုယုံကြည်ထားတဲ့ယုံကြည်တလောက်ကိုသဒ္ဓါထားတဲ့သဒ္ဓါအလျောက်ကိုစွန်းနဲ့ အဲ့ဒီအတိတ်ထံတော်ဖြစ်ပါတယ်အဲ့တော့ဒီခွနဲသားသမီးမိတွေမှာလုံးဝမပြေလည်တဲ့လူတွေငွေကြီးကိုအယမ်းကိုတက်တဲနေတဲ့လူတွေငွေကြီးနဲ့ပတ်သက်လို့တပြားမှာကိုမရှိဘဲနဲ့အယမ်းကိုအခက်ခဲတဲ့ဖြစ်ပြီးဒုက္ခရောက်နေတဲ့လူတွေကိုဆရာကနေပြီးတော့မှဒါကမေတ္တာလေးနဲ့ပြန်ပြီးတော့မှမျှဝေပေးတာပါယုံယုံကြည်ကြည်နဲ့ဒါတေချာစိတ်နှင်းပြီးတော့မှနော်ပုပ်ကိုပိုင်းဆိုင်ရာတွေကိုလည်းတိုင်တယ်ပြီးတော့စိတ်နှင်းပြီးတော့မှတေတေချာချာလေးဒီဆက်ရဲ့အတိတ်ထံကိုစမ်းပြီးတော့မှဖြစ်ဖြစ်ဝင်းပြီးတော့ဝင်းကြည့်ပါ ဝင်းကြည့်ဖို့လဲဆရာတိုက်တွန်းပါတယ်ခွန်းနေသားသမီးတွေနော်အောင်မြင်မယ်ဆိုလို့ရှိရင်ဆရာအောင်မြင်တယ်လို့ပါပဲအဲ့တော့ဆရာအောင်မြင်ကြီးပွားတိုးတက်တယ်လို့ခွန်းနေသားသမီးတွေလည်းအောင်မြင်ကြီးပွားတိုးတက်စေချင်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒါလေးကိုမြစ်တာနဲ့ပြန်ပြီးမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ခွန်းနေသားသမီးတွေအားလုံးမရှိစကားမကြားရပဲနဲ့အတိတ်ထန်တွေလည်းအောင်မြင်ပြီးတော့မှငွေကြီးခုသမျှမရှိစကားမကြားရပဲနဲ့ဖြစ်ထွန်းအောင်မြင်ပြည့်စုံပါစေခင်ဗျာ